မိတ်ဆွေများကြားမှာတော်မူကြပါစေခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်လေးကနေတဖန်ပြန်လဲကြိုးဆူလိုက်ရပါတယ်ဒီတစ်ခါတော့မိတ်ဆွေများကိုဆရာဝင်းငိမ့်ဘာသာပြန်ထားတဲ့နန်းကြဘရင်ဆိုရက်စာအုပ်လေးကိုတင်ပြတော်မှာဖြစ်ပါတယ်ဒီနန်းကြဘရင်ဆိုရက်စာအုပ်ကစာရေးသူ Sudarshaye, The King in Exile, The Fall of the Royal Family of Burma ဆိုတဲ့စာအုပ်ကိုဆရာဝင်းငိမ့်ကဘာသာပြန်ထားတာလေးဖြစ်ပါလေ။နားဆင်ကြကြပါအောင်ခင်ဗျာ။ ခန်းတတိဘောနှင့်စုဖျားလက်ငယ်ရွယ်စဉ်ကပင်သူမသည်နန်းရွယ်၌အေးပေးခံရသောမင်းသမီးတစ်ပါးဖြစ်သည်ကိုစုဖျားလက်ကသိရှိခဲ့သည်1856ခုနှစ်ဒီဇင်ဘာ23ရက်နေ့တွင်မိရှူးတန်ဆင်ခဲ့သောစုဖျားလက်သည် မဟာစီမဟာသွေးစစ်စစ်ဖြစ်သည်ခမဲတော်မှာမင်းတုံးဘရင်မင်းမြတ်ဖြစ်ပြီး သက်ဦးဆံပိုင်ရေမြင့်တနင်ဖြစ်၏မေတော်မှာ စင်မြူမရှင်မိဖုရားဖြစ်ပြီးမင်းတို့မင်းဤမိဖုရားများနှင့် ကိုလုတ်တော်63ဦးအနက်တွင်တဦးဖြစ်သည် စင်မြူမရှင်သည်မင်းတို့မင်းနှင့်မောင်နှမဝန်ွယ်လေတော်ဆက်၏ထိုချိန်ကာလများကမြမဘရင်မင်းမြတ်တို့သည်ကုန်းပေါင်မျိုးယုအတွင်းသို့တာမန်လူရန်စားတို့၏သွေးမနှောစီရန်အတွက် သွေးနီးသူချင်းထိမ့်မြလက်ထက်လေးရှိရာအဖေသူအမေခွဲမောင်နှမများပင်လက်ထက်ထိမ့်မြလေးရှိသည်စင်မြူမရှင်မိဖုရားသည်မင်းုံဘရင်ဤမိဖုရားခေါင်းကြီးမဟုတ်တော့လဲနိုင်ရမိဖုရားလေးပါတွင်တဦးအပါဝင်ဖြစ်သည်စင်မြူမရှင်သည်ညံ့ရီထက်မြက်ကအမျောအမြင်ကြီးမသူဖြစ်ပြီးလွှမ်းမိုးနိုင်စွမ်းရှိသည့်အမျိုးသမီးတဦးဖြစ်ရာနန်းတွင်း၌အေးပါ အရာရောက်သူဖြစ်သည်မင်းနှုံးဘီမင်းမြတ်သည် အမရပူရထီနန်းကိုသိမ့်ပိုက်စံမြန်းစဉ်မန္တလေးရွှေနန်းတော်ကြီးကို တိဆောက်ခဲ့သည်နန်းတော်ကြီးအလဲရင်တစ်သားများနှင့်တိဆောက်ထားပြီးဘုံခုနှစ်ဆင့်ပါဝင်သောပြတ်သက်ရှိသည်ယင်းပြတ်သက်မှာစကြဝဠာဤဘ ਹੁ ကျမဟုပြသောနေရာဟုဆိုကြသည် နန်းတော်မှာရွှေမြို့တော်ဤအလဲတဲ့တဲ့တွင်ရှိသည် ဘရင်မိသားစုဝင်အလုံးနန်းတော်အတွင်း၌စံကြသည်ဝိညာဉ်များမင်းမှုရန်များမှာနန်းမြို့တော်အတွင်း၌နေထိုင်ကြသည်နန်းတော်၏ပတ်လည်တွင်မြို့ရိုးများဖြင့်ကာယံထားသည်နန်းမြို့ကို၄တောင်ဆက်ဆက်တိဆောက်ထားပြီးကျဲဝန်းသောကျုံးကပတ်ထား၏ကျုံးတွင်၌တစ်နှစ်ပတ်လုံးပွင့်နေသည်ပိုင်းအောင်နှင့်အနီးရောဆက်သောကြာပန်းများကအနီးအောင်မြို့ရိုးနှင့်ပနံ့ရစေသည် တာမန်လူဒန်းစားများနေထိုင်သည့်မန္တလေးမြို့ဆိုသည်မှာကျုံအပြင်ဘက်တွင်တည်ရှိ၏စုပြားလိုက်ကသည်ရွှေနန်းတော်အတွင်း၌သာရှိပြီးစုလစ်မွန်းချွန်တို့နှင့် တင့်တယ်လပါသောနေရာဖြစ်ကဂယူဒီဇိုက်ပြုပြင်ထားသောပန်းဥယျာဉ်များလည်းရှိသည် သူမ၏ကြီးမားလာသောမိသားစုဝင်များသည် ရွှေနန်းတော်ကြီးပြင်ပသို့ထွက်ဖူးပုံမရပေမူကြီးမရသေနာပတိတို့၏ မိသားစုများမှပေါက်ဖွာလာသောမိန်းကလေးများမင်းသမီးငယ်များများစွာရှိတော်လဲစူပြားလက်အတွက်တင်းတဏီပေါင်းဖော်ရမည်သူနေပါလာသည်။သူမကသူမအပေါ်ထာဝရယူသေးကျုံုံမည်မိန်းကလေးကိုသာရွေးချယ်သည်။ဆယ်ကျော်တဲ့အရွယ်သို့ရောက်ရှိလာခြင်းတွင်စူပြားလက်က အမျိုးသားလေးတဦးအတွင်ဝတ်စားဆင်ရင်ပြီးအမျိုးသားများသာရှိသောမြောက်ဥယျာဉ်တော်သို့သွားလေရှိသည်။ မြောက်ဥယျာဉ်တော်မှာအမျိုးသားများအတွက်တည်ထန်တတ်မှတ်ထားသည့်နေရာဖြစ်ပြီးစန့်ကျင်ဘက်လိမ်များမဝင်ရောက်ရန်ကန့်တတ်ထားသောနေမည်ဖြစ်သည်စူပြားလက်ကသူမစိတ်ဝင်စားသောအကိုတော်ဖြစ်သည့်တာဂရမင်းသားကိုတွားရောက်ရှာဖွေခြင်းဖြစ်သည်တာဂရမင်းသားကိုရှာဖွေ မတွေ့ခြင်းတွင်အစင်းသင့်တွေ့သောတီဘောမင်းသားအားရှာဖွေပေးရန်အကူအညီတောင်းခံခဲ့သည်တီဘောမင်းသားသည် ောက်ျားလေးတူတွင်ဝစ်စင်ထသောစူဖျားလက်ကိုမမတ်မိသည်ဖြင့်တာဂရမင်းသားအားရှာဖွေပေးရန် တွန့်ဆုတ်နေမိသည်စိတ်မရှိသည့်စူဖျားလက်ကတီဘောမင်း၏ခေါင်းကိုပုတ်ကာမြောက်ဥယင်တော်မှ ပြန်လည်ထွက်ခွာခဲ့သည်ကိုရင်ကိုကြနေရအနက်ရှာဖွေပါတော်လဲတာဂရမင်းသားကိုရှာ၍မတွေ့ခဲ့ကြစိတ်ပြတ်သွားသောစုဖျားလက်ကအမျိုးသမီးဆောင်ဘက်သို့ပြန်လာခဲ့တော်လေသူမ၏ရင်တွင်း၌ ီဘောမင်းသားရဲ့ရုပ်တွင်ကဆွေးညီ၍ပါလာခဲ့သည်သမီးတော်ဤမလျော်မကန်သောအပြုမူကို မကြမီပင်ဆင်မြူမရှင်မိဖုရားကြီးကြားသိသွားခဲ့သည်ထိုစဉ်ကာလကမန္တလေးနန်းရွင်း၌နေရာအနှက်အထောက်တော်များရှိနေခဲ့ပြီးမိဖုရားတို့၏အခွင့်အရေးပေးမှုကိုရရှိနိုင်ရန်မျက်နှလုံးမျက်နှာရှောက်တင်လေရှိကြသည်ဆင်မြူပါရှင်မိဖုရားကြီးကသမီးတော်စုဖုရားလက်ကို တင့်တော်သူတူဦးနှင့်အမြန်းဆုံးနေရာချထားပေးရန်စီစဉ်တော်မူတော့သည်တို့ရာတွင်တင့်တော်သူရုပ်တရက်ရှားဖွေနိုင်ရန်မဖြစ်နိုင်သောကြောင့်အဆောင်တွင်း၌သာနေထိုင်ရန်ကြက်မှတ်ခံရသောစုဖျားလက်ကိုလွတ်လပ်ခွင့်ပေးလိုက်ရသည် ထိုစဉ်ချိန်၌တိဘောမင်းသားသည်ပညာရေးဆုံးခန်းတိုင်လူပြီဖြစ်သည်ငယ်စဉ်ကသူနှင့်အတူ နောင်တော်များညီတော်များမှမန္တလေး၌သာသနာပြုဖုန်းတော်ကြီးဒေါက်တာဂျွန်မတ်ဖွင့်လှစ်ထားသည့်သာသနာပြုကျောင်း၌ပညာသင်ကြားခဲ့ကြသည်ထိုစဉ်ကကျောင်းတက်သည့်မင်းသားမင်းသမီးများတွင်စုဖျားလက်လဲပါဝင်ဖြစ်သည်ကျောင်းတက်လာသည့်မင်းသားများ၏ပထမအဆုံးနေ့မှာမှတ်သားလောက်ပါသည်မင်းသားတစ်ပါးစီက လပစွာတစားပလာများစင်းရင်ထားသည့်ဆင်များကိုစီးကဘေးတစ်ဖက်တစ်ချက်စီတွင် ရွှေတီးနှစ်လက်က မင်းသားများအားနေမထိုးစေရန်အတွက်မိုးပြရသည်မင်းသားများ၏အပါတွင်ယရနာစီချေထားသည့်ကွန်းအစ်တော်ကိုင်များ ထွေးကန်သောကိုင်သူများကလည်းလိုက်ပါလာကြသည်မင်းသားများအကြောင်းအတွင်ဝင်လာခြင်းတွင်ကျောင်း၌ပညာသင်ယူနေသောအယက်သူရက်သားများကဖဏများချွတ်ကကြံ့မြင်ပေါ်၌ ဝတ်ကြပြီးရိုသေစွာရှ िख ိုးဥချကြသည်ယင်းတို့ပြုရခြင်းမှာတော်ဝင်မိသားစုဝင်တိုင်းကို တွေ့မြင်ရခြင်းတွင်တာမန်အရက်သားများက ပြုလုပ်ရသည့်ဒလိပင်ဖြစ်သည်ဒေါက်တာမတ်ကကျောင်းသားတဦးချင်းဆွဲထူပြီးခုံပေါ်ထိုင်းစေတော်လဲသူမျက်ွယ်ပြုလိုက်သည်နှင့်တပြိုင်နက်ကျောင်းသားများကကြမ်းပေါ်သို့ပြန်ရောက်သွားကြသည်ကြီးပင်ဖြစ်သည်ကျိန်ဖန်များစွာဒေါက်တာမတ်ကိုယ်တိုင်အပြစ်မရှိပါကြောင်း အာမခံချက်ပေးသည့်အခါမှပင်အယက်သူအယက်သားတို့မှဇပွဲများတွင်ထိုင်ရကြသည်သာသနာပြုကြောင်းတွင်တိဘောမင်းသားသည် အခြားဘာသာရပ်များအပြင် အင်္ဂလိပ်စာနှင့် ခရစ်ကက်ကစားနည်းကိုလည်းသင်ကြားတက်မြောက်ခဲ့သည်ဆန်နီယာတီနီကိုလည်းတက်မြောက်ခဲ့ပြီးနန်းတွင်၌မြမဂီတကိုမင်းသားမင်းသမီးအားလုံးသင်ကြားရသည်မြမာတို့၏မင်းသားမင်းသမီးများသည် အသက်16နှစ်အရွယ်ရောက်လာလျှင်ဓာခုတ် လှန်ထိုးမြင်းစည်းအစရှိသည်အထာရတ္တ18ရက်ကိုတက်မြောက်အောင် သင်ကြားရသည်သာသနာပြုကျောင်းဖွင့်လှစ်ခဲ့သောဒေါက်တာမတ်ကတိဘောမင်းသားနှင့်ပတ်သက်၍သူ့မှတ်တမ်းတွင်ရေးဖွဲ့ခဲ့ရာတွင်တိဘောမင်းသားသည်နှုတ်ဆက်ပြီးအခြားသူများနှင့်ညှဉ်းခုံခြင်းအစရှိသည်စန်းကျင်ဘက်ကိစ္စများကိုပြုလုပ်လိမရှိသောရင်ကျေးသိမ်မွေ့သည့်မင်းသားတစ်ပါးဖြစ်သည်သူသည်ယိုကျိုးပြီးအမိန့်ကိုနာခံတတ်တော်လဲ ပြဿနာအနှင်းငယ်ရှိသည်မိသားစုမိသည့်အခါမြဦးစားပေးမှုခံယူရရန် မျှော်လင့်ထားခြင်းမရှိပေ။ကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေယုံလွယ်တတ်သူလည်းဖြစ်၏။ကံအကြောင်းမလစွာဖြင့်မိသားစုကျွန်ုပ်တို့နှင့်အတူသူ၏ကောင်းမြတ်သောအကျင့်စရိုက်များကိုပုံမူခိုင်မာလာစေရန် ပြုစုပျိုးထောင်ခွင့်မရရှိခဲ့ပေဟုဖော်ပြခဲ့သည်။ သာသနာပြုကျောင်းတွင်နှစ်အနည်းငယ်ပညာသင်ယူပြီးနောက်တိဘောမင်းသားသည်သင်္ကန်းစီးသွားသည်သင်္ကန်းစီးခြင်းမှာမြန်မာဗုဒ္ဓဘာသာဝင် အမျိုးသားတိုင်းလှုပ်ဆောင်ရသည့်ကိစ္စဖြစ်သည်အ ਨੇ စုံရက်ပိုင်းမြသင်္ကန်းစီးကြရသည်သင်္ကန်းစီးပြီးနောက် လူထွက်ချိန်တွင်တာမန်အယက်သားများကဲ့သို့နေထိုင်ခွင့်ရသည်တိဘောမင်းသားသည်ရွှေကျောင်းတော်ကြီးဖုံးတော်ကြီးကျောင်းတွင်၃နှစ်၃မူ ပိဋကတ်၃ပုံပညာသင်ယူခဲ့သည် ပိဋကတ်၃ပုံစာပြန်ပွဲများတွင်တိဘောမင်းသားသည် ထူးချွန်ပြောင်မြောက်သည်ဖြင့်ခမဲတော်ဖြစ်သူမင်းနှုံဘရင်မင်းမြတ်ကအားရတော်မူသည်တိဘောမင်းသားသည်သားတော်တဦးဝင်ဖြစ်တော်လဲခတ်စောစောပိုင်းကမင်းနှုံမင်းကြီးကအထင်မကြီးခဲ့ပေတိဘောမင်းသားသည် ရှက်တက်သောမင်းသားငယ်တဦးဖြစ်ပြီးဘရင်မင်းမြတ်၏မျက်နှာသာ အပေးမခံရသော လောင်းရှည်မိဖုရားမှထွန်ကားခဲ့သည် လောင်းရှင်မိဖုရားကိုဖုန်ကြီးတစ်ပါးနှင့်ယင်းဤလွန်းသဖြင့်မိဖုရားအရာမှချကာသီလရှင်ဝတ်စေခဲ့သည်ပိဋကတ်၃ပုံထူးကျွန်သောမင်းသားသည် အရေးပါအရာရောက်သည့်မင်းသားတစ်ပါးဖြစ်လာခဲ့သည်မင်းတို့မင်းကြီးကတိဝမင်းသားသည်နောက်ပွင့်မိဖုရားလောင်းဟုပင် အထင်ရောက်ခဲ့သည်ဟုဆိုသည်စားပြန်ပွဲတွင်အောင်ပွဲခံနိုင်ခဲ့သောတိဝမင်းသားကို ခမဲတော်ကခန်းနာစွာဂုံပြုတ်ပြီး ရွှေတီလေးလက်ဆောင်းဝင်ပြုခဲ့၏မြန်မာတို့၏ဓလေ့ထုံးစံတွင် တိုင်းပြည်ကိုအုပ်ချုပ်သောဘရင်မင်းမြတ်များသာလျှင်ထီးဖြူရှစ်လက်ဆောင်းဝင်ရှိသည်စာပြန်ပွဲမကျင်းပါမီစုဖျားလက်နှင့်တွေ့ဆုံပြီးမကြမီမှာပင်တီဘောမင်းသားကစုဖျားလက်အားချစ်တဝန်လွာတဆောင်ရေးသားကစုဖျားလက်ယုံကြည်စိတ်ချသော အပြူတော်တပားမှတဆင့်ပေးပို့ခဲ့သည်နမရောကအ မောင်တော်ရဲ့မြောက်သားတော်ဖြစ်တင်ပါလေမောင်တော်တို့နှစ်ယောက်ထာဝစဉ်လက်တွဲကြပြီးအနိစ္စတရားကခွဲသည့်အထိပေါင်းဖက်ကြပါမည်မောင်တော်ကယခု ပထမကြီးအောင်မြင်စေရန်အတွက်လေလာတင်ယူနေပါသည်ဘ ਹੁ စီစဉ်မြင့်မှာမောင်းတန်ကြတိုင်းမောင်တော်မှာအထီးကျန်မှုခံစားနေရပါပြီမောင်တော်မျက်ဝန်းထဲတွင်စွတ်စွီမျက်နာကသာတဝဲလဲလဲမြင်အောင်နေမိပါသည် စုစု၏မျက်နှာကိုမြင်အောင်နေမိသဖြင့်မောင်တော်စာအံရတွင် စိတ်မဖြောင့်နိုင်ပါဟုဖော်ပြခဲ့သည်တိဝမင်းသား၏ချစ်သူလွာကိုဖတ်ရှုရသောအခါတွင်စုဖျားလိုက်၏ရင်ထဲ၌ပီတိဖြစ်မိတော်လဲတဝန်လွာယူဆောင်လာသော အပြူတော်အားအလိုမကျဟန်ဖြင့်ပြစ်တင်မောင်းမဲခဲ့၏ထို့ကြောင့်တိဝမင်းသားထံချစ်သူလွာကိုပြန်လဲပေးပို့စေဟုအပြူတော်အားအမိန့်ပေးခဲ့သည်တို့ရတွင်

နမရောဇရုံထုံနိုင်သည့်အပြိုးပေါ်ဝင်အရွယ်ကလေးကမောင်တော်ဤမြစ်တာကိုငှန့်လင့်နေခဲ့မိပါသည်တနေ့တွင် မောင်တော်သည်ခမဲတော်ဤအရိုက်အရာကိုဆက်ခံနိုင်ခွင့်ရှိလာပါလိမ့်မည်ထိုကာလတွင် နမရောအပေါ်သစ္စာစောင့်သည့်ဇီလိုပါသည်နမရောဘက်ကနှလုံးသားတွင် မောင်တော်အားထဲ့သွင်းမြုပ်နှံထားပါမည်ယသောရိယာမိဖုရားကသိတ္တထမင်းသားအားယိုကျိုးမျက်နှိုးတကဲ့သို့ နမရောကလည်းမောင်တော်အားယူတည်လေးစားပါမည်ဟုရေးသားထားခြင်းဖြစ်သည်အကျိုးအကြောင်းမသိသောအပြုတော်ကသူသခင်မ၏တဝန်လွာကိုပိုးပွားဖြင့် ရစ်ပတ်ကတိဘောမင်းသားထံပြန်လည်ပေးပို့ခဲ့သည်ကုံမောင်မင်းဆက်တို့၏အကြောင်းများကိုရေးသားလေရှိသည့်ဆိုင်းဆရာဦးတန်းဆွေကကျမအားဖြစ်ရမှန်ကို အောက်ပါတိုင်းပြောပြခဲ့ပါသည်ဒါနမရောလေးရဲ့ပြန်စာလားဟုတိဘောမင်းသားက မေးသည်မဟုတ်ကြောင်းပါဖေဟာစုစုကကျွန်တော်မျိုးမအပေါ်မှာအမျက်မှန်ရှပြီးအရှင်မင်းသားရဲ့တော်လွားကိုပြန်ပေးခိုင်းကြောင်းပါဖေဟာဟုဖြစ်၏တိဘောမင်းသားသည်တိသာထင်ရှားစွာ မျက်နာ ပြတ်သွားပြီးစုစုကကိုတော့တော်လွားကိုဖတ်တော်မမူဘူးလားဟုမေးရင်တော်လွားအားပတ်ထားသည့်ပိုးပွားကိုဖြေကကြည့်လိုက်ရာတိဘောမင်းသားဤမျက်နာပေါ်တွင်ပြုံးရိပ တန်းလာသည်ဒီပေါ်မင်းသား၏အပြုံးကိုမြင်လိုက်ရသဖြင့်တမွန်လွာယူဆောင်လာသောအပြူတော်ကြီးသည် အဖြစ်မှန်ကိုရိပ်မိသွားခဲ့သည်ဒီပေါ်မင်းသားကအလျင်အမြန်ပြန်စာရေးကအပြူတော်ကြီးအားပေးလိုက်ပြန်သည်ဖွာကြီးဒီပေါ်မင်းသားစီသွားပြီဗလားဟုစူဖျားလက်ကမေးသည်မှန်ပါ သခင်မလေးမျက်မှန်ရှပြီးကျွန်တော်မျိုးမာကိုတဝန်လွာ ပြန်ပေးပို့ခိုင်းကြောင်း ရှောက်ထားလိုက်တဲ့အခါမင်းသားရဲ့မျက်နှာပြက်သွားပြီးသူ့တုံဝန်လွာကိုမိဘုံနဲ့ပြစ်ထည့်လိုက်ကြောင်းပါဖေဟာဟုအပြိုတော်ကြီးကပြန်လဲရှောက်ထားသည်ဘာမင်းသားဖတ်တော်မကြည့်ဘူးလားဟုတုံလုတ်သွားသောစူဖျားလက်ကမေးလိုက်သည်မဖတ်ကြောင်းပါ ဟုအပြိုတော်ကြီးကပြန်လဲရှောက်ထားလိုက်ချိန်တွင်စူဖျားလက်ဤမျက်နှာတော်မှာညှိုးနွမ်းသွားသည်ထိုချိန်တွင် ပြိုတော်ကြီးက စုစုရဲ့စုဖျားက ကျွန်တော်မျိုးမအတွက်တမိလေးတယောက်လိုပါပဲ။နောင်ကိုမညာပါနဲ့တော့။ဟောဒီမှာတီဘောကိုတော်လေးရဲ့ပြန်ချလိုက်တဲ့သဝန်လွာပါဟု ပြောကြကဆက်တလိုက်သည်။စုဖျားလက်သည်အပြိုတော်ကြီးအားချက်ချင်းလက်ငင်းပင်စိန်စရိုးတစ်ခုစုချလိုက်သည်။ယင်းစိန်စရိုးမှာမေတော်ဖြစ်သူဆင်ပြူမရှင်ကစုဖျားလက်အားပေးသနာထားခဲ့ခြင်းဖြစ်၏။ အပြိုတော်ကြီးလည်းဝမ်းမြောက်ဝမ်းသာဖြင့်သူ့စရုံးထက်တွင်စိန်စရိုးကိုထိုးလိုက်သည်ထို့တို့ဖြင့်ချစ်သူလူဦးကြားတွင်တဝန်လွာများအစဉ်ပြေချောမွေစွာ အပြန်အလှန်ရှိနေခဲ့သည်တိဘောမင်းသား၏တဝန်လွာများမှာအထူးပြုလုပ်ထားသောပတ်နုယောင်စာရွက်များပေါ်တွင် ရွှေမင်းဖြင့်ရေးသားပြီးစုဖျားလက်ထံဆက်သလေရှိသည်စုဖျားလက်သည်တိဘောမင်းသား၏တဝန်လွာများကိုဖတ်ရှုရာတိုင်း ကျင်းနဲ့ဝမ်းတာလျက်ရှိပြီးအချို့တဝန်လွာများကိုစုဖျားလက်ကတငယ်ချင်းတစ်ဖွဲပေါင်းတင်သည့်ဂရိအမျိုးသမီးကလေးမတ်တီကာလိုဂရီဒီကိုပြလိရှိပါသည်မတ်တီမှာဂရိနှင့်မြန်မာမောင်နှံတို့မှပေါက်ဖွားလာသူကလေးဖြစ်ပြီး နောက်တွင်ဥရောပအပြူတော်များထဲမှတဦးဖြစ်လာခဲ့သည် ရွှေနန်းတော်အတွင်း၌သရှိုးတာဝန်ထမ်းဆောင်နေသူများအများအပြားရှိသဖြင့် တိဘောမင်းသားနှင့်စူဖျားလက်တို့၏တမွန်လွာများအကြောင်းကိုဆင်မြူမရှင်မိဖုရားကြီးသိရှိသွားခဲ့သည်သူရတွင်ဆင်မြူမရှင်သည် မျက်မှန်တော်မရှဘဲခတ်မစိတ်သာနေခဲ့သည်ဆင်မြူမရှင်သည်ရီမန်းချက်ကြီးမားသောအမျိုးသမီးတူဦးဖြစ်၏တိဘောမင်းသားကိုလည်းမျက်စိတွေ့သူတူဦးဖြစ်သည်ဖြင့်ခတ်မစိတ်နေခြင်းဖြစ်သည်မိဖုရားကြီးတွင်တမီးတော်၃ပါးသာထွန်ကားခဲ့ရာပါတော်တူဦးမြမပါဝင်ခဲ့သည်ဖြင့် ဘရင်မေတော်ဖြစ်နိုင်ခွင့်ရှိမည်မဟုတ်။သို့ရာတွင်ဘရင်ရောက်ခမဖြစ်နိုင်ရန်ခွင့်လန်းရှိသည်ကိုနားလည်ထားသူဖြစ်သည်။မြမနန်းဆက်များတွင်ဘရင်အရာရာကိုဆက်ခံခြင်းနှင့် ပတ်သက်၍တိတိကျကျတတ်မှတ်ထားသောစည်းမျဉ်းမရှိကြ။ဘရင်ဖြစ်သူကရွေးချယ်သူသာလျှင်အရာရာဆက်ခံမည်ဘရင်ဖြစ်လာနိုင်သည်။အကြီးဆုံးသားတော်များကိုဘရင်ဖြစ်ဆက်ခံခွင့်ပေးခဲ့သည်မှာအစဉ်အလာအဖြစ်ရှိခဲ့တော်လဲ။ ဘယင်ဤသဘောတစ်ခုသာဖြစ်သည်အကယ်၍အကြီးဆုံးသားသည်ကံတော်ကုံသွားပါကမြည်သူဆက်ခံရမည်ကို ပြတ်ထန်းခြင်းမရှိပေမင်းတို့မင်းကြီးကသူ၏အရာရာကိုဆက်ခံရန်အတွက် အင်းရှိမင်းသားအဖြစ်ညီတော်ဖြစ်သူကံတော်မင်းသားကိုရွေးချယ်ခဲ့သည်ထို့ကဲ့သို့ရွေးချယ်ခြင်းကိုမင်းတို့မင်းကြီးသားတော်များအနေနဲ့မင်းသားနှစ်ပါးကမကျေနပ်သဖြင့်1866ခုနှစ်တွင် ပုံကံခြားနာခဲ့ကြပြီး ကနောင်မင်းသားအားလှုပ်ကြံခဲ့ကြသည်မင်းတို့မင်းကြီးသားတော်အကြီးဆုံးဖြစ်သူ မလွန်မင်းသားမှာလည်းရင်းအေးအခင်းတွင်လှုပ်ကြံခြင်းခံခဲ့ရသည်ဘင်းမင်းမြတ်တွင်သားတော်48ပါးထွန်းကားခဲ့တော်လဲအချို့သားတော်များမှာငယ်စဉ်ကတည်းကကံတော်ကုန်ခဲ့ကြပြီးသားတော်နှစ်ပါးကလည်းပုံကံချားနာသွားကြသဖြင့်လက်ရှိတွင်သားတော်22ပါးသာရွေးချယ်ရန်ကြံတော်သည် ကြံရှိနေသည့်မင်းသားများအနေအကြီးဆုံးဖြစ်သည့်30မင်းသားမက်ခရာမင်းသားညောင်ယမ်းမင်းသားတို့မှအလားအလာကောင်းသည်ဟုယူဆရသည်30မင်းသားမှာလက်ရှိတွင်အကြီးဆုံးသားတော်ဖြစ်ပြီးမက်ခရာမင်းသားကရဲစွမ်းတတ်တိရှိကတိုက်ရိုက်ခတ်ရီကောင်းသူဖြစ်သည်ညောင်ယမ်းမင်းသားမှာဘာသာတရားကိုင်းဆိုင်သူဖြစ်သည်ခမဲတော်ဘရင်ကြီး၏အချစ်ဆုံးသားတော်တပါးလည်းဖြစ်သည်။ညောင်ယမ်းမင်းသားကိုပြည်သူများကထောက်ခံအားပေးကြသည်။ မင်းတို့မင်းကြီးသည်သားတော်များတဲ့တွင်41ယောက်မြောက်သားတော်ဖြစ်သောတိဘောမင်းသားကိုဘာသာရေးနှင့်ပတ်သက်၍အားရကျင့်တော်မူတော်လဲထီးမွေနှမ်းမွေအတွက်မူထက်သွင်းစဉ်းစားခြင်းမရှိဟုဆိုကြသည်အကယ်၍တိဘောမင်းသားကိုသာထီးမွေနှမ်းမွေပေးခဲ့ပါက တိုင်းပြည်လွတ်လပ်ရေးဆုံးရှုံးလိမ့်မည်ဟုလည်းတွက်ဆခဲ့ပုံရပါသည်တို့ရတွင်1888ခုနှစ်စက်တင်ဘာလ၌မင်းတို့မင်းကြီးသည် ဝန်ယောဂါဖြင့်နာမကျန်းဖြစ်ကတလွန်ထက်တွင်လဲလျောင်းနေရသော ဖြစ်သူရောက်ရှိလာသည်ထိုချိန်တွင်စင်မြူမရှင်ကကျွမ်းကျင်ပါနှက်စွာဖြင့်မူကြီးမရများဖြစ်သောကင်းဝွန်မင်းကြီးအပါဝင် ဝင်းကြီးများကိုတီဘောမင်းသားအိန်ရှိအရာ အနှင်းရန်အတွက်နာသွင်းနိုင်ခဲ့သည်အချို့ကစင်မြူမရှင်သည်ရွှေစင်ပိတ်သား90အသုံးပြုကာဝင်းကြီးများအားတိမ်သွင်းခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်ဝင်းကြီးများကလည်း ီဘောမင်းသားမှာ သူတို့ကြိုးဆွဲရာကမြင်မင်းသားအဖြစ်ဆင်မြူမရှင်မြင်တကယ်သို့မြင်ခဲ့ကြသည်ဆင်မြူမရှင်ကမင်းတို့မင်းကြီးသည်ကနောင်မင်းသားအားအိမ်ရှိအရာအနှင်းရန်ရွေးချယ်ခဲ့သည်ကိုမင်းသားများအားအတိပေးခဲ့ခြင်းကြောင့်ပုံကန်ခြားနားမှုပေါ်ပေါက်ခဲ့သည်ကိုနားလေသဘောပေါက်ခဲ့သည်ထို့ကြောင့်နောက်တစ်ကြိမ်ထိုကဲ့သို့မပေါ်ပေါက်စေရန်ပြပြီးစီစဉ်တော်သည် ဘရင်မင်းမြတ်၏အမိန့်တော်မပါဘဲသားတော်များအားလုံးကိုတလွန်အနည်းတွင်စုစည်းစေဟုအမိန့်တော်ထုတ်ခဲ့သည်မိသားအားလုံးမမျော်လင့်သည့်အမိန့်တော်ကြောင့်အံ့အားသင့်ကခမဲတော်အပါသို့ခါစားရောက်လာခဲ့ကြသည် ရောက်ရှိလာသည့်မင်းသားများရဲ့တွင်ညောင်ရမ်းမင်းသားနှင့်ညောင်အုပ်မင်းသားတို့မပါဝင်ခဲ့ကြကြည်မင်းသားနှစ်ပါးကသားတော်အားလုံးကိုအပါတော်၌ခါစားစီရန်အမိန့်တော်ထုတ်ခြင်းကို တန်တရာရှိခဲ့ကြသည်အခြားမင်းသားများအားဘရင်မင်းမြတ်၏ဆက်ရဆောင် အဝအယောက်တွင်အလုံးကိုဖမ်းဆီးကာထောင်တွင်းသို့တွင်းစေခဲ့သည်အင်အားကုန်ခန်းရုပ်ရော့နေတော့လဲမင်းတို့မင်းကြီးသည်သားတော်များအပါသို့ခါစားခြင်းမပြုသည်နှင့်ပတ်သက်၍သတိထားမိသောကြောင့်သားတော်များအားတပွားပွားမေးတော်သည်အထူးဖြင့်ညောင်ရမ်းမင်းသားမှာနာမကျန်းဖြစ်နေသော ခမဲတော်အပါတွင် နေ့စဉ်ဘုဒ္ဓဝင် စာပေများကိုဖတ်ရှုပြလေရှိသဖြင့်သတိထားမိခြင်းဖြစ်သည်နန်းတွင်၌လည်းသားတော်များအားဖန်းစီချုံအောင်ရင်းသတင်းပြန့်လွင့်လာသဖြင့်မိဘငယ်များနှင့် ကိုလုတော်များမှကြောက်ရွံ့ထိတ်လန့်ကုန်ကြသည်အဖြစ်ပြက်မှန်များကိုဘယင်မင်းမြတ်အားရှောက်ထားခြင်းမပြုရန်ချိန်ကြောက်ထားခြင်းလဲခံနေရသည်ဘယင်မင်းမြတ်ကသားတော်အားလုံးကိုသူ့အပါခစားစေဖို့ကိုတော်တိုင်းအမိန့်ထုတ်လိုက်သည် မင်းသားများအားလုံးထောင်တွင်းမှ ထုတ်ကာခမဲတော်အပားတို့ရောက်ရှိလာခဲ့ကြတော့လေမန္တလေးရှိဗြိတိရှ်တန်ယုံတို့ဝင်ရောက်ခိုးလုံသွားတော့ညောင်ရမ်းနဲ့ညောင်အုပ်မင်းသားတို့မှမပါဝင်ခဲ့ကြကြည်မင်းသားများရောက်ရှိလာခြင်းတွင်မင်းတို့မင်းကြီးကခမဲတော်အနေနဲ့နိုင်ငံထီးနှံကို၃ပိုင်းပိုင်းကအုပ်ချုပ်စေခြင်းသည်ဟုမိန့်တော်မူသည်၃ပိုင်းပိုင်းထားသော နိုင်ငံထီးနှံကိုသားတော်များဖြစ်သည့်၃၀မင်းသား မက်ခေယာမင်းသားညောင်ယမ်းမင်းသားတို့ကအုတ်ချုပ်ကြရမည်ဟုလည်းမိန့်တော်မူသည်။ကြံမင်းသားများကမိမိတို့လိုလားနှစ်သက်သည့်နောင်တော်များ အုတ်ချုပ်ရာဒေသတွင်တွားရောက်နေထိုင်က နောင်တော်များအားကူညီကြရန်ဖြစ်သည်။ဘရင်မင်းမြတ်ကသားတော်များအားနှုတ်ဆက်စကားဆိုသည့်အပြင်မိမိပိုင်ဆိုင်တော်မူသောမိသင်မော်အားတုံးလိုရာတုံးနိုင်ကြောင်းလဲခွင့်ပြုခဲ့သည်။သားတော်များစွာ မွေးဖွားခဲ့သည့်မင်းတို့မင်းကြီးသည်နိုင်ငံရေးပရိယေများကိုနားလည်သူ ဖြစ်သည့်အလျောက်မကြာမီကာလအတွင်းမန္တလေးရွှေနန်းတော်ကြီး၌တွေးရတန်ယူကိစ္စများ ပေါ်ပေါက်လာတော့မည်ကိုရိတ်စားမိခဲ့ပုံရပါသည်သားတော်များအားကိုယ်တိုင်ကိုယ်ကျအမိန့်တော်ပေးခဲ့တော်လဲနာမကျန်းဖြစ်နေသည့်မင်းတို့မင်းအမိန့်တော်များမှာလစ်လျူရှုခြင်းခံခဲ့ရသည်နန်းရွင့်၌ပေါက်ရောက်သောကင်းဝင်မင်းကြီးကထီးနန်းအားသုံးပိုင်းပိုင်းခြင်းကိုလက်မခံကြောင်း ကန့်ကွက်ခဲ့သည်ထို့သောပိုင်းခြားလိုက်ပါကပြည်သူအများမငြိမ်မသက်ဖြစ်ကုန်မည်ဟု အကြောင်းပြသည် ကုံတွယ်မှုပိုင်းတွင် ပြဿနာပေါ်ပေါက်နိုင်ပြီးအ धिक ကုံတွယ်နေသည့်ဗြိတိရှားတို့ကပင်တမျိုးပြီးတမျိုးရမယ်ရှာနေကြရာထီးနှန်းကိုသုံးပိုင်းပိုင်းလိုက်ပါက ပိုးပြီးပြဿနာတက်လာမည်ဟုဆိုသည်ကင်းဝမင်းကြီးနှင့်ဆင်မြူမရှင်မိဖုရားကြီးတို့တိုင်ပင်ကြပြီးနောက် မင်းသားများမန္တလေးနန်းတွင်းမှစွန့်ခွာခြင်းမပြုနိုင်မီမှာပင် ပြန်လည်ဖမ်းဆီးလိုက်ကြပြီးထောင်သွင်းအကျဉ်းချလိုက်ကြသည်ဖမ်းဆီးခြင်းခံရသောမင်းသားများ၏ဆွေတော်မျိုးတော်များကလည်းနာမကျန်းဖြစ်နေသည့်ဘရင်ကြီး၏အပါသို့မြည်သူမြဝင်းရောက်ဖူးမြော်ခြင်းမပြုနိုင်ရန်တားမြစ်ထားသည်ဤသို့အခြေအနေအားလုံးအဖက်ဖက်မှ စီစဉ်ဖန်တီးပြီးချိန်တွင် စင်မြူမရှင်မိဖုရားကြီးကတီဘောမင်းသားအားအိမ်ရှိမင်းသားအဖြစ်ခန့်ထားရန် နာမကျန်းဖြစ်နေသောမင်းတို့မင်းအားနားသွင်းတော်သည်တိဘောမင်းသားအားအိမ်ရှိမင်းသားအဖြစ်ခံထားရာဆင်မြူမရှင်မိဖုရားကြီးကမင်းတို့မင်း၏သဘောတူညီချက်ကိုမြည်တို့မြည်ပုံရယူခဲ့သည်ဆိုဒီမှာမြည်သူမြတိတိကြကြ မသိနိုင်ခဲ့ကြည်ပြောကြချက်တစ်ခုတွင်ဆင်မြူမရှင်ကမင်းတို့မင်းကြီးထံခစားခြင်းတွင်ပရပိုက်တစ်ခုယူဆောင်သွားပြီးရင်ပရပိုက်ပေါ်တွင်30မှက်ခရညောင်ရန် တီဘောဟုသောမင်းသားလေးပါး၏အမည်များ ရေးထားခဲ့သည်ဟုဆိုသည်တီဘောမင်းသားအမည်နဘေးတွင် ဝင်ကြီးများ၏ဆန္ဒဟု ဆိုကာတင်ကေတနှစ်ခု ရေးထားသည်ဟုလည်းဆိုပါသည်စင်မြူဝရှင်ကဘယင်မင်းမြတ်အနေဖြင့်30မက်ခရာညောင်ရမ်းတို့ကိုနေမြေများပေးသနာပြီးဖြစ်ခြင်းကြောင့်မင်းသားတို့မှာမိမိတို့အပိုင်စားရမည်နေမြေများသို့ထွက်ခွာသွားကြပြီဖြစ်ကြောင်းတို့ရတွင် မင်းသားများမရှိသည့်အခိုက်တွင်တီဘောမင်းသားအားအိမ်ရှိမင်းသားဖြစ်အနှင်းရန်အသင့်လျော်ဆုံးဖြစ်ပါကြောင်းလျှောက်ထားခဲ့ခြင်းဟုဆိုသည်ဘုရင်မင်းမြတ်၏တုံ့ပြန်စကားကိုစောင့်ဆိုင်းခြင်းမပြုတော့ဘဲဆင်မြူမရှင်ကဘုရင်မင်းမြတ်၏လက်အတွင်းသို့ကညစ်ကိုထိုးထည့်ကသူ့လက်ဖြင့်အပေါ်မှဆုပ်ကိုင်ပြီးတီဘောမင်းသား၏အမည်နဘေးတွင် ထင်ရှားသည့်အမတ်အသားကိုပြုစေခဲ့သည်ဟုဆိုသည်ထိုနည်းဖြင့် 1898ခုနှစ်စက်တင်ဘာလ15ရက်နေ့တွင်တိဘောမင်းသားသည်အိမ်ရှိမင်းသားဖြစ်လာတော်သည်။နောက်ရက်အနည်းငယ်အကြာတွင်မင်းတို့မင်းဤကျမ်းမာရေးအခြေအနေမှာအနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့တော်လဲအိမ်ရှိအရာ တင်မြောက်ပြီးဖြစ်သည့်တိဘောမင်းသား၏အရေးကိစ္စကိုတစုံတရာမိန့်တော်မူခြင်းမပြုတော်ချေ1898ခုနှစ်အောက်တိုဘာလ1ရက်နေ့တွင်မင်းတို့ဘရင်မင်းမြတ် နတ်ပြည်စံတော်မူသည်ဘီအမင်းမြတ်၏ရုပ်အလောင်းတော်ကိုမှန်တန်းဆောင်အတွင်းပြားရုပ်ခံပလင်ရှိတွင် ထားရှိကဂါရဝပြုစေသည်မင်းတို့မင်း၏ရုပ်ကလပ်နဘေးတွင် များစွာသောမိဖုရားများမင်းသမီးများတို့မှဒေါန်းတောင်တော်ဆက်၍ဒူးထောက်ကငိုကြွေးကြကြသည်အခြားတစ်ဖက်တွင်ဒေါင်းမီရများဖြင့်နန်းတွင်တလေအတိုင်းရက်တော်ဆက်နေကြသည် မင်းတို့မင်းရုပ်အလောင်းကိုပိတ်ဖြူဖြင့်ထုတ်ပိုးထားပြီးမျက်နှာတော်လက်တော်နှင့်ခြေတော်တို့ကိုရွှေချထားသည်အလောင်းတော်ဤအပေါ်တွင်ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသည့်လက်ပြာတကောင်ကိုချိတ်ဆွဲထားသည်တလိထုံးစံရဘယင်ဤဝိညာဉ်လက်ပြာသည်ယင်းရွှေလက်ပြာတွင်ကိန်းဝတ်နေသည်ဟုယူဆကြသည်တိုင်းသူပြည်သားများသည်납ပြီးစံတော်မူသောမင်းတို့ဘရင်မင်းမြတ်အားလာရောက်ဃာရဝပြုလိုကပြုခွင့် ပြုထား၍တိုင်းသားပြည်သူများ လာရောက်ရှ िख ုဥချကြရသည်မင်းတို့ဘီရင်မင်းမြတ်သည်ဉာဏ်ပညာကြီးမားပြီးတိုင်းသူပြည်သားများအပေါ်တွင် ကောင်းကျိုးများစွာဆောင်ရွက်ပေးခဲ့သောမင်းမြတ်ဖြစ်သည်ဖြင့်ပြည်သူများဝမ်းနည်းကြည်ကွဲကြသည်မှာအမှန်ပင်ဖြစ်သည်ဝမ်းနည်းကြည်ကွဲကြသည်နှင့်အမျှတိုင်းပြည်တွင် ကုန်းမောင်မင်းဆက်တို့အာနာလူကြစဉ်ကသွေးချောင်းစီးခဲ့ကြသည်ကို အမှတ်ရသည်ဖြင့်မန္တလေးရွှေမြို့တော်တွင် ဖန်လာမည့်အရေးကိုတွေးကာစိတ်မအေးနိုင်အောင် ဖြစ်နေခဲ့ကြသည်ကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြံရှိနေတဲ့အပိုင်းများကိုလည်းပဲစင်ဆက်မပြတ်တင်ဆက်သွားဦးမှာမို့လို့ဆရာဝင်းကြီးဘာသာပြန်ထားတဲ့နန်းကြပင်ဆိုတဲ့စာအုပ်ထဲကစာများကိုစောင့်မျှော်အပေးနားဆင်တော်မူကြပါဦးခင်ဗျာ Thank mm -hmm. you.